အေးချမ်းလွန်းလာတဲ့ကလောမျိုးတွေမှာပဲတဘာဝထင်ရှားရတဲ့လေကောင်းလေတန်းတွေကိုခန်းစားရင် တိမ်ပင်လေထဲမှာနေရတဲ့ခန်းစားချက်နဲ့ Leslie Sensen Staycation Home မှာမိသားစုတွေနဲ့နေတိုင်းနေထိုင်နိုင်မယ့်အခွင့်အရေးကိုဒီနေ့ PSN Property ကနေပြီးတော့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးပဲကပါ PSN Property ကတိပက်ပါ။ဒီဗီဒီယိုလေးထဲမှာတော့ Golden Hagon Group ကနေပြီးတော့အာမကဲချက်ပြေဝါနဲ့တာဝန်ယူပေါ်ဆောင်ပေးနေတဲ့ The Grand Hill Garden Residence အကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ဒီအဆင့်မြင့်အရာစီမံကိန်းထဲမှာဆိုရင်လုံလောက်တဲ့ Infrastructure, Drain System, တက်တိုင်မီ၊လမ်း ။တခါတည်းကျွန်တော်တို့ပြည်ပြည်စုံစုံ developer ကနေပြီးတော့ပြင်ဆင်ပေးထားတယ်။အိမ်ယာဝင်းထဲမှာနေထိုင်သူတွေပို့ပြီးအဆင်ပြေစေဖို့ Human Power Security, CCTV, Yoga Park, Playground, Convenience Store, Barbecue Area ဒါတွေကိုလည်းကျွန်တော်တို့ပြင်ဆင်ပေးထားသေးတယ်။ Project ရဲ့တောင်ကြီးမှာဆိုရင်တောင်ကြီးကလောအောင်ပန်းဒိုက်တောင်တို့ကိုတော်လာလို့ရတယ်။အပျော်စီးယထာကုန်တင်ယထာလမ်းလေးတွေရှိတယ်။ကိုပိုင်ရေထွက်ကိုပိုင် transformer နဲ့တကယ်ကိုပြည့်စုံတဲ့ glow garden resident ပဲဖြစ်ပါတယ်။ဒီ project ထဲမှာဆိုရင် amber villa amber villa ဂျိတ်ဖယ်လာဆိုပြီးတော့အမျိုးအစား၃မျိုးကို square feet 2000ကနေ9000ကျော်အထိစိတ်တိုင်းကျနေထိုင်နိုင်အောင်လို့ပြင်ဆင်ပေးထားပါတယ်။ project ရဲ့အလဲပုံမှာဆိုရင်လည်းကျွန်တော်တို့ central garden area ပြုလုပ်ပေးထားပြီးတော့နေထိုင်သူတွေအနေနဲ့တဘာဝပတ်ဝန်းကျင်နဲ့အနီးဆက်ဆုံးနေထိုင်နိုင်ပြီးအနားယူအပန်းဖြေလို့ရအောင် landscaping နေရာတွေပါထည့်သွင်းတည်ဆောက်ပေးထားတာဖြစ်ပါတယ်။ဒီ project ဟာဆိုရင်85ရာခိုင်နှုန်းအထိအောင်မြင်စွာရောင်းချနိုင်ခဲ့ပြီးအခုလိုမျိုးလှပတဲ့ vacation home တွေတည်ဆောက်ပေးစီနေပြီပဲဖြစ်ပါတယ်။ထင်းရှုမြို့တော့ကလောမြို့ရဲ့အကြီးကျယ် ည်ဆုံးတဲ့အခမ်းအနားဆုံးအဆင့်မြင့်အင်ယာစီမံကိန်း The Grand Hill Garden Resident ကို လာမယ့်ဂျွန်ခွန်ရှစ် ဂိုရန်ဟက်ကွန်ဂရူရဲ့ရုံးချုပ်မှာပဲ private sale event အနေနဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်။ပွဲတွင်းဝယ်ယူတဲ့ customer တိုင်းအတွက်ရွှေတစ်ချက်သားအပြင် iPhone တစ်လုံးကျွန်တော်လက်ဆောင်ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။ project လေးကိုစိတ်ဝင်စားပြီးရင်းနှီးမြှုပ်နှံခြင်းနဲ့လူချင်းမျိုးတို့အတွက် BSN Property ရဲ့ hotline ဖုန်းနံပါတ်09442883239ကိုဆက်သွယ်ပြီးအသေးစိတ်ဆက်သွယ်ဆက်သွယ်မိမိနိုင်ပါခင်ဗျာ။ video လေးကိုအဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်။